အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘူကြီးနေမျိုးစဉ်ကျမရဲ့အခြေအနေမကောင်းတဲ့အကြောင်းစိတ်မကောင်းစရာပြောလာတည်မှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဘူလည်းခွလပေးပါကျမရဲ့အဲကျမရဲ့ကြောက်ခိတာဒုံပြမှုမလို့ဖြစ်ခဲ့တာခွလပါပြည်သူများနဲ့ပြည်သူများနဲ့အတူရှိနေပါတယ်တော်လိုက်တက်ခွဲများနဲ့အတူရှိနေပါတယ်ကျွန်တော်တို့လက်ရှိအခြေအနေရဲ့ရှုပ်ထွေးတဲ့ဒီကြာညောင်းလာတဲ့အခြေအနေပေါ်မှာစိတ်မရှိမှုတွေ တချို့သောနေရာတွေမှာစီရဲအတူအဆုပ်အတက်အကျပေါ့အာသူရဲ့ဒီညှိုးလင်းချက်တွေအာညော့လာတာတွေဒါတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့အားလုံးနားလဲပါတယ်ဒါကြောင့်ကျွန်တော်ခေါင်းစဉ်လေးတည်ပြထားပါတယ်တာဝေးမှာစိတ်သက်စီရဲမှာဘယူဟာနဲ့အမိန်နာခံမှုဒါဒီကောင်းအောင်ကျွန်တော်တို့အားလုံးဝိုင်းဝန်းကြိုးစားနေကြပါတယ်မကြခင်ပြည်သူများနဲ့ YouTube မှာဆက်လက်ပြီးတော့ဒီလောတဲ့တုံးသက်ချက်တွေကိုတင်ပြပေးပါမယ် ကျွန်တော်ဒီတော့တက်တာငန်းနေခဲ့တာကိုကုလပေးပါလေ။အဲကျွန်တော်ချက်တာမိတ်ဆွေအားလုံးကိုလေးလေးစားစားတောင်းပန်ပါတယ်။ပြန်ဆုံးစူးစိကြပါမယ်ပေါ့နော်။ဆိုတော့ဟိုဟိုစိတ်ခွန်အားလေးပြီးချင်တာပေါ့။နိုင်ငံတကာရောက်ပြည်သူရောလက်ရှိပြည်တွင်းမှာဒီဖက်စစ်စစ်ရန်နေရာကြီးရဲ့ခွေးသားစိတ်အောက်မှာရဲဆက်ဆက် PC နှိမ့်ဆက်ခံရတဲ့နိုင်ငံသားတွေကိုရောစိတ်ခွန်အားပြီးချင်ပါတယ်။ကျွန်တော်တို့ဟာအဆိုးဆုံးတွေကိုဖျက်ချော်နေကြပါတယ်အဆိုးဆုံးဆိုတဲ့အခြေအနေတွေကိုဖျက်ချော်ပြီးတလောက်ရှိနေပါတယ် မကြခင်မှာတော့အကောင်းဆုံးနေရောက်လာမှာပေါ့အဲ့တော့လက်ရှိအခြေအနေကဖက်စစ်အကြမ်းဖက်အိုစုဘက်ကစီအေးပိုင်းတချို့နေရာတွေမှာအောင်မြင်ဒီလောက်လေးတွေရှိတာဟုတ်ပါတယ်ဒါလည်းပဲဘာနဲ့သက်ဆိုင်တယ်လဲဆိုတော့ပထဝီနိုင်ငံကြီးနဲ့တရုတ်ကွန်မြူနီအစိုးရရဲ့နှစ်ရှိပြည်ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အခမ်းအနားမတိုင်ခင်သူတို့ရဲ့မူဝါဒတွေနဲ့ကမ္ဘာလုံးဆိုင်ရာ group ခွဲပြီးတော့ဝင်ရုံးဝင်ရုံးချင်းချင်း group ခွဲခွဲပြီးတော့မိဖက်အင်အားစုဖွဲ့မှုအဲစီယုံနဲ့စီအေးစုဖွဲ့မှုတံတန်းအရဖက်စစ်ဂျာဖက်တပ်ဖက်ကိုအဲသူတို့ လိုအပ်တဲ့စီအထောက်အကူတွေပေးခဲ့ပြီးတော့ပြပြတသားဖက်စစ်ဝါရက်ဖက်ပါရက်ဒီထောက်အကူပေးခဲ့တဲ့ရလက်ကြောင့်ဒီတေကွန်မြူနီအစိုးရဒီထောက်ပံ့ပေးသော drone တွေဖျားပြင်းအဲဒီလက်နက်တွေနောက်လေရင်တွေအဲနောက်တာဝေးပြအမြောက်ဆန်တွေနောက်တစ်ခါသူတို့ကိုယ်တိုင်ပေါင်ကူညီတဲ့အဲဒီဂျူရုမီပညာတွေနဲ့ထောက်လိုင်းရရန်ရရတွေကြောင့်ဖက်စစ်ချမ်းပဲတက်ဟာအဲနီးပညာရတစိတပိုင်းအားသာသွားခဲ့ပါတယ်တစ်ဖက်ကလည်းပဲအတင်းကာရောအထမ ဖရန်စီစစ်တဲအတွင်းစုဆောင်းလာတဲ့လူတစ်ဘီတုစစ်ခေါ်တဲ့တသားတစ်တွေကြောင့်စစ်ရင်အားစုံတရားပြန်လည်ကြီးထွားပြီးတော့တချို့သောမျိုးပြားတချို့ကိုပြန်လည်သိမ့်ပိုင်နိုင်ခဲ့တာရှိပါတယ်။ဒါပေမဲ့ဘလောက်ပဲအဲဒီသူတို့ဘက်ကအဲဒီကြီးမားတဲ့အဲဒီဖန်စီမှုတွေနဲ့စီအတင်းကာရောတိဆောက်စီကမှုသူတို့ဟာစစ်မှန်တဲ့စစ်တပ်တက်တက်စစ်လေ့ကျင့်တာပြေဝပြီးတော့တကယ်ကိုပဲစီးဆောင်ရင်ပြေဝတဲ့စစ်တပ်တက်တက်ဖြစ်မလာခဲ့ပါဘူးအတင်းကာရောစူးစီးထားတဲ့ပြည်သူစစ်တွေကြောင့်သူတို့ချင်းချင်းကြားထဲမှာပဲ အပြုတ်ကွဲပျက်စီးပြီးတော့အခုဆိုရင်စိတ်သက်ပိုင်းဆိုင်ရာအရလွန်စွာယုံရင်ကြမ်းတမ်းရက်စက်ရုံပါတဲ့လို့ရတယ်စီကာစင်ကဆက်ကဆက်ကကျူးလွန်နေကြတာတွေ့ရပါလိမ့်မယ်ဥပမာဆိုလို့ရှိရင်အာလူငယ်လို့တော့မတတ်မလိုင်လောက်အောင်ပဲလူလူချင်းချင်းရက်စက်စက်မျက်နှာကိုအဝေးစီရင်ကနှလုံးသားတဲ့လို့ဓာတ်နဲ့စိုက်ထိုးခြေတလို့တယောက်ခုတ်ဖြတ်တဲ့ချိန်မှာလမောင်းကိုတယောက်ကခုတ်ဖြတ်ဘူးကြီးနေပြီလားလို့မေးတယ်ကောင်မေးဆက်တဲ့ပြင်တို့ချင်းချင်းရတဲ့မှာလွန်စွာမရက်စက်ကြမ်းကျုပ်ရုံပါတဲ့မွေးစေးဆွဲတာဒါပဲပြောပြော လူစိုးလူမိုက်လူရုပ်တွေကိုခေါ်သွင်းပြီးလက်နက်တပ်ဆင်ပေးပြီးသူကိုတိုက်ခတ်နေနေတပ်ဖြတ်ဖို့ကြိုးစားတဲ့မိစ္ဆာတွေတည်ဥရတော်လကောင်းသူတို့ချင်းချင်းကြားထဲမှာကလွန်စွာကြောက်စရာကောင်းတဲ့ဖွဲ့စည်းတစ်ခုဖြစ်ပေါ်နေပြီဆိုတာကျွန်တော်နိုင်ငံသားအားလုံးလည်းသိတယ်လို့အိန္ဒိယနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေကရောသိလာပြီဖြစ်တယ်နော်ဒါကဖက်စစ်အကြမ်းဖက်တိုက်ရဲ့အပေါ်မှာကတကားကျဲရွှေမုံကျဲထားပြီးမြဲအထက်မှာနောက်ချိကဲ့သို့သူတို့ဟာအလုံးစွာပျက်စီးယွင်းနေတယ်ဆိုတော့ကိုတွေ့ရပါလိမ့်မယ်ပြီးတော့လည်းလက်ရှိသူတို့တွေရဲ့မြို့သေးစခန်းသိမ်းတွေတိမ့်နိုင်ပြီဆိုတော့ညာလည်းပဲတိမ့်လာတဲ့ဒီဟာကိုကြည့်လိုက်ရှင်အဲတာဝေးပြအမြောက်တွေ နောက်တစ်ခါအကဲကြီးရဲ့ drone အကောင်းစားတွေနောက်တစ် jumping system တွေနဲ့တော်လိုင်းဖက်က jumper drone တွေကိုကန်ကန်တန်ဟန်တာထားနိုင်ပြီးတော့တစ်ဖက်ကသူတို့ရဲ့စွမ်းအမြင့်တဲ့ drone တွေနဲ့ drone ဖမ်းယူသိမ်းဆည်းတဲ့နည်းပညာတွေအသုံးပြုကအဲဒီ drone နဲ့ပုံကျဲတယ်လက်ကြီးနဲ့တောက်ပြအမြောက်တွေနဲ့တိတိကျကျနေရာကိုချိန်တွဲပစ်ခတ်ပြားပြင်းပုံးတွေနဲ့လောရဲ့စိတ်ငွေနဲ့ဓာတုပိတာဒီဒီဝါရီပါတုံးနေငွေတွေပါတုံးနေတုံးပြီးတော့ကျွန်တော်တို့ခုတော်လိုင်းပြည်သူထောက်ပံ့မှုတစ်ခုနဲ့လဲပတ်နေရတဲ့တော်လိုင်းအင်အားစုတွေရဲ့ကာကင်းတွေကိုခံတက်တွေကိုသိမ့်ပိုက်ထားတဲ့စခန်းတွေကိုအဲ ်ချင်းချင်းနဲ့ပြောင်းချိန်မုံပြီးတော့မှသူတက်တော့ရောင်းများတော့ဖြစ်အောင်ပေါင်ကားအပါဝင်လေးနဲ့ကျဲပြီးတော့မှဒီလိုသွေးစစ်တွေနဲ့ဒီဆက်ဆက်ဆူဆောင်ထားတဲ့တသားတစ်ကိုနောက်ကတနက်နဲ့ထောက်ဘယ်နဲ့နဲ့ထောက်တက် တက်တက်တက်ဆိုအတင်းတက်ခိုင်းမတက်ဘူးပြန်လာကောင်တို့တို့ချင်းချင်းပြတ်ပြတ်ပြတ်ပြီးတော့တို့ဟာမြို့ချို့စခန်းချို့ကိုတိမ့်ပိုက်နိုင်ခဲ့တာသာဖြစ်တယ်ဒါပေမဲ့တို့ဟာစစ်မှန်တဲ့နေမြေကိုတိမ့်ပိုက်နိုင်တဲ့အောင်မြင်သူတွေမဟုတ်ပါဘူးဒီတော့ဘာဖြစ်လဲအခုလက်ရှိဈေးကုန်းမှာဖြစ်နေတဲ့ရဲစခန်းကိုတလိုင်းတစ်ဖွဲ့ကဝင်စီးတဲ့ ဒီဗီဒီယိုပဲကြည့်ပါတကယ်တော့ကျွန်တော်တော်လင်းတပ်ဖွဲ့တွေမှာစိတ်ဓာတ်နဲ့ခံယူချက်နဲ့ငါတို့မဖြစ်မနေတိုက်မရမယ်လို့ဆိုတဲ့ဇွဲနဲ့ဒါကျွန်တော်တို့ကြိုးစားကြတာပါစနစ်တကျစီမံခန့်ခွဲနိုင်တဲ့ဥမာဆိုရင်အဲတက်စိတ်တက်စုတက်ခွဲတက်ရင်စသဖြင့်စနစ်တကျအရာခံအချက်စနစ်တွေနဲ့အုပ်ချုပ်ပြီးအမိန်ပေးတဲ့စနစ်နဲ့တေချာကြိုတင်ပြင်ဆင်နဲ့ကြာကြာနာနာစီးစီမံချက်တွေနဲ့တိုက်ခတ်တာတော့မဟုတ်သေးဘူးတိုက်နေတဲ့ဖြစ်စဉ်ကိုကြည့်ပါတော်တော်လေးကိုအဲဒီဖီယိုဖီယဲနဲ့အဆဲဆူအော်ဟိမောင်မီဝင်တိုက်တဲ့အနေထားမှာတော့မှဘုံစုံဝင်လဲဝင်သွားရော အရေးကြီးတဲ့ဘိုးဒီဘိုးမိန်းလိုင်းအဝင်ရဲ့ဘန်ကာကြီးကွန်ကရစ်ဘန်ကာကြီးထဲမှာတနပ်ပေးပြီးကင်းဆောက်ခိုင်းထားတဲ့ခလီးတယောက်အမိတွေ့ပါလိမ့်မယ်ဒါလက်ရှိဖက်စစ်တပ်ရဲ့နောက်ဆုံးအခြေအနေပါပဲအပေါ်ရမှာသာသူတို့ကအင်အားတွေရှိနေတဲ့အောင်နေမျိုးတွေတိမ့်နိုင်တဲ့အောင်ရွေးကောက်ပွဲအတွက်ကိုဆိုပြီးတော့အတူရောက်လင်ညာတဲ့ရွေးကောက်ပွဲအတွက်ကိုမြို့သိစကန်းသိနေလုံနေနိုင်တဲ့အောင်သူလုတ်ပြနေပြီမယ်နောက်တန်းဒီမှာစိတ်ဓာတ်မရှိဘူးအင်အားမရှိဘူးစူပါမူးမရှိဘူးအားလုံးကဖီယိုဖီရဲ့ဗျံပဒါနဲ့သူတို့ချင်းချင်းကြားထဲမှာမကျေနပ်မှုတွေဖြစ်နေကြတာဖြစ်တယ်ဒီချိန်မှာပို့ပြီးတော့တိတာလာတဲ့အနေထားအခုစံခံရေးဆိုတဲ့စံဖွက်ထဲကိုမင်းအွန်လိုင်းကသူစိတ်ချယုံကြည်ရတဲ့ group အကုန်လုံး ရရှိအရာခံနဲ့စည်ရအစပြီးတော့အုပ်စုလိုက်သွားကျန့်ဖို့နယ်ကိုသွားအမိတ်နဲ့လွန်ခဲ့တဲ့2013ခုနှစ်ကအမက်စ်အော်ဒါထုတ်ပြီးတော့ဖုန်းဖုန်းတော်ကြီးပြင်တင်တန်းချောင်းတွေကိုစစ်တပ်ကနေပြီးတော့တင်တန်းဆေးလွတ်တယ်လို့ပေါ့နော်2013လောက်တုန်းကကျွန်တော်ပြောခဲ့တာရှိတယ်ဒီဖုန်းတော်ကြီးတင်နော်တောင်းတိုင်ဖုန်းတော်ကြီးဖြစ်တင်တန်းချောင်းတွေကိုစစ်တပ်က MS order နဲ့အမိတ်ပေးထုတ်ပြီးတော့တင်တန်းတော့တက်ခိုင်းပြီးတောင်းတိုင်ဖုန်းကြီးဖြစ်အသွင်ဆောင်ကန်းတယ်လို့အခုလည်းကြက်ခိုင်းတဲ့ကိုစစ်တပ်ကအမိတ်နဲ့ MS order နဲ့အမိတ်ထုတ်လိုက်ပြီဆိုတော့ လက်ရှိခင်ကြီးအပါဝင်စံခန်ကြီးကနီလန်ကတဆင့်အာနာရယူကိုကြိုးပမ်းမယ်ဆိုတဲ့သူတို့အတွင်းပြသချင်းရဲ့ပြိပခါလည်းအမြင့်ဆုံးကြီးထွားလာမှာဖြစ်တယ်။ဒီကြမှာဆေးရဇဝဲကောင်ဖြစ်ကျင်ညာထားခံရရပြီးဖြစ်တဲ့ဂျီနိုဆိုက်လူမျိုးတို့တပ်ဖြတ်မှုတရားခံမင်းအွန်လိုင်းမကြခင်မှာ ICC ကိုရုံးတင်ဖို့အတွက်ကုလသမဂ္ဂကမာကတောင်းဆိုခံရတဲ့မင်းအွန်လိုင်းသူ့အတွက်မွေးချောက်ကြိုက်မဲ့အနေထားတွေဖြစ်အခုအမေရိကန်ကလည်းပဲမြန်မာနိုင်ငံကိုဗနီဇွဲလာတို့အီကွေဒေါ်တခြားငါးနိုင်ငံနဲ့ဒန်းတူမွေးစေဝါတားဆီးတပ်ဖြတ်ဖို့ပြက်ကွက်သောနိုင်ငံဖြစ်ကျင်ညာလိုက်တဲ့အချိန်မှာပဲဗနီဇွဲလာကိုအမေရိကန်စစ်တပ်ကစီးရီးရအရေးကိုကြိုးပမ်းနေပါတယ်။ဒီချိန်မှာ ပိုလန်နိုင်ငံအပါအဝင်ပေါ့နေတိုးနိုင်ငံတွေကိုရုရှားရဲ့ပြောင်းကြကြကျူးကျော်ရန်ဆမှုနဲ့အတူ EU နေတိုးနဲ့ဗြိတိန်ပြင်သစ်အမေရိကန်တို့အားလုံးရဲ့မကြခင်မှာတံပြန်မဲ့စစ်စင်ရေးစီမံချက်တွေဟာလည်းပဲတက်တရကဘာစစ်ကိုတာဆူလာတဲ့အနေအထားဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာကိုကကဘာစစ်ဖြစ်တဲ့ချိန်မှလွတ်လပ်ရေးဆိုတာကိုရောက်အောင်တိုက်ရွာတဲ့နိုင်ငံငယ်ဖြစ်တဲ့အတိုင်းကျွန်တော်တို့ဟာအခုကဘာစစ်တာဆူနေတဲ့တက်တရအချိန်မြောက်မှာကျွန်တော်တို့ရဲ့စစ်မှန်သောလွတ်လပ်ခွင့်ကိုရဖို့ကျွန်တော်တို့အားလုံးဟာတာဝေးမှာစိတ်ဓာတ်စီရေးမှာဗျူဟာနဲ့ အမိနာခံမှုဆိုတာကိုခေါင်းထဲမှာဆွဲဆွဲမြဲမြဲနှလုံးသွင်းပြီးပြည်သူအားလုံးအားမရော့စိတ်မပြတ်ပဲနဲ့ဘလို့ပဲခက်ခဲတွေကြုံကြုံဘလို့ပဲဆိုးဝါးရက်ဆက်ကြမ်းကြုတ်တဲ့အနေအထားတွေကိုရင်ဆိုင်ရရင်ဆိုင်ရငါတို့အနာဂတ်အတွက်ငါတို့တည်ဆောက်မှရမယ်ဆိုတဲ့စိတ်ကိုနှလုံးသွင်းပြီးပြပြသားသားခိုင်ခိုင်မာမာနဲ့ရှေ့ဆက်သွားကြမှုမှာတပါအချားမရှိဘူးကျွန်တော်တို့ပြည်သူအားလုံးနဲ့အတူရှိနေပါတယ်အပြည်သူအားလုံးနက်ဖြန်တွေအတွက်အကောင်းဆုံးအတူတူရုန်းကန်ကြိုးစားကြပါစို့အဲကျွန်တော်တို့မမျှော်လင့်နိုင်တဲ့ဒီနိုင်ငံရေးအဲစီရေးအရာ အားသာချက်ဒီမြန်မာပြည်မှာလည်းပေါ်ပေါက်လာစရာရှိပါတယ်ဒါလည်းကမ္ဘာအစီအစဉ်ဖြစ်အားနဲ့အာဆီယံအပါအဝင်ထိုင်းနိုင်ငံတို့ရဲ့ပြောင်းလဲနေတဲ့အစိုးရတွေမူဝါဒသဘောထားတွေဟာကျွန်တော်နိုင်ငံကျွန်တော်ပြည်သူပြည်သားတွေအတွက်ကောင်းမွန်တဲ့ကံကြမ္မာတွေဆောင်ကျင်းလာမှာဖြစ်ပါတယ်အားလုံးပတိန်တွင်စစ်မှုထမ်းလူစားထိုးရောင်းဝယ်မှုဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတော်လဲပတ်စံပေးနိုင်သောအုပ်ချုပ်ရေးမှုများကိုပြန်လွတ်ပေး အီယာတူမြတီတိုင်းပသိမ်မြို့နယ်တွင်စစ်မှုထမ်းလူစားထိုးရောင်းဝယ်မှုဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတော်လဲပတ်စံပေးနိုင်သောအုပ်ချုပ်ရေးမှုများကိုပြန်လွှတ်ပေးနေကြောင်းပသိမ်အခြေစိုက်ဒေသတည်ရင်းမြစ်ကရန်ကုန်ခေတ်တည်ရင်းဌာနထံသို့ပြောဆိုသည်စက်တင်ဘာလ25ရက်နေ့ည9:00နာရီခန့်အချိန် အသိမျိုးအမှတ်၁၀ရက်ကွယ်အုပ်ချုပ်ရေးမှူးအေကိုကိုနေပြီးတော့ရဲတပ်ဖွဲ့ကတရားမဝင်စစ်မှုထမ်းအယောင်အဝယ်ပြုလုပ်မှုများငွေအလွဲသုံးစားပြုလုပ်မှု license မန်ကာစီးမှုများဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့တော်လဲကြိုတင်တင်ရရှိတော်ကြောင်းအုပ်ချုပ်ရေးမှူးအေကိုမှာထွက်ပြေးလွတ်မြောက်သွားကြောင်း အင်းစင်းနေတော့ကားကိုရဲကတိမ့်စီသွားကြောင်းသိရသည်ထို့သို့ဖမ်းဆီးမှုဖြစ်ပွားပြီးနောက်စက်တင်ဘာလ26ရက်နေ့ညနေ4:45နာရီမိနစ်ခန့်တွင်ပသိမ်မြို့အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှုအေးကိုသည်ရပ်ကွက်အတွင်ပြန်လည်ရောက်ရှိလာပြီးဆိုင်ကယ်တစ်စီးဖြင့်နေပြည်တော်ရဲတပ်ဖွဲ့မပြောနဲ့မင်းအောင်လိုင်းတောင်းစောက်ပြူးမဆိုင်ဘူးငွေရှိရင်ပါရိုက်လို့တောင်းရတယ်အခုလဲငွေနဲ့ရှင်းလိုက်လို့အမှုပြီးသွားပြီးရက်ွက်အတွင် အော်ဟဲကျွေးကြော်နေကြောင်းသိရှိရသည့်စစ်ခွေးတွေကအဖမ်းပြတဲ့ပုံစံလိုပဲပြောရတဲ့အေးကိုကိုဝင်ဖမ်းနေတာပြောတာနောက်နေ့ကျတော့ချက်ချင်းရက်ွက်ထဲပြန်ရောက်လာပြီးငွေပေးရင်အကုန်ရှင်းလို့ရတယ်ဆိုပြီးအော်ဟဲကျွေးကြော်နေတယ်ဟုဒေတာပြည်သူတအူးကပြောဆိုသည်